ကောင်းနေပြီငါကောင်းနေပြီ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 သူကကြတော့ဒီတချင်းမှာကြတော့ဒီသူ့ရဲ့ music ဘိုင်းမှာပဲပါတဲ့ခါကြတော့လေဒီတချင်းလေးကိုအားလုံးကသိရင်လည်းကောင်းနေပြီနဲ့ပဲသိကြမှာလေအားကြောင့်မလို့ပါဟုတ်ဟုတ်အမွေပေါ့နော်အဓိကတော့ကောင်းနေပြီပဲကောင်းနေပြီပဲဟုတ် အဲမျက်လုံးထဲမှာလေး အဲကောင်းနေပြီဆိုတော့လေမနှမ်းကြတော့အဲကောင်းနေပြီမှုနဲ့အပြည့်ပေါ်နိုင်တယ်လို့ပြောတော့ကောင်းနေချိန်မှာပါနေလို့မနှမ်းရဲ့အချိုးစစ်တွေအလုံးကကောင်းပြီးတော့ပြည့်စုံနေတဲ့ခါကျတော့ကျွန်တော်မျိုးလုံးထဲမှာအမျိုးလုံးပြည့်တဲ့ချိန်မှာမနှမ်းကိုပဲပြည့်မြင်လိုက်တဲ့ခါကျတော့ဒီတခြင်းလေးကိုကျွန်တော်မနှမ်းကိုကန့်လန့်ဖြစ်တာပါဟုတ်အခုအခုလိုပြောသလိုပဲပေါ့ဘာလေးဖြစ်ဖြစ်နှမ်းကိုပဲမြင်လိုက်တယ်ဆိုသလိုလိုကိုလေးတစ်ခုပြင်အဲ့လိုထုံးမှန်လေးတစ်ခုပေါ်နေမှာပဲမနှမ်းကြတော့အဲ့လိုမျိုးဟိုကိုကို brand ပေါ့နော်ဒါကို brand လေးတိဆောက်ထားတာပေါ့ ဆုံးမမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါဆိုဒီနေ့ရေကွေးလေးကြောင့်ပဲဆက်လို့ပြောပြပါအောင်ဟုတ်ဒီနေ့ကတော့ကျောတချင်းလေးဖြစ်တဲ့တချင်းလေးနာမည်ကတော့ကောင်းနေပြီလို့အမိရပါတယ် အားလုံးလည်းဒီတချင်းလေးနားထောင်ပြီးတော့ကောင်းမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တကယ်လည်းကောင်းပါတယ်ဟုတ်တကယ်လည်းကောင်းတယ်ဟိုအကိုရဲ့တချင်းကအကိုကစီအဆူရတော်မီကျော်ဆိုရလဲဒါရှိပေါက်ပြီးသားပဲလေနော်တည်ပြီးသားလူတည်များပြီးသားပဲအခုအကိုရဲ့ကိုပိုင်တချင်းလေးနဲ့ကောင်းနေပြီဆိုရတချင်းလေးမှာနန်းဟိုဒါပါပြီးတော့ပါနော်ဟိုတရုပ်ဆောင်ပေးတဲ့တရုပ်ဆောင်ခွင့်ပြုတဲ့အတွက်လည်းနန်းလည်းဝမ်းသာတယ်တရုပ်ဆောင်ရတာလည်းပုံလေးတွေကလည်းနန်းဟိုတခြားကာရိုက်တာတွေနဲ့မတူတော့လေနန်းအားရတယ်ဟုတ်ဟုတ် ဒီတခြားဆိုရင်မနှမ်းကိုပွဲထုတ်တဲ့တခြင်းလဲဆိုလို့ရှိရင်လည်းမမားပါဘူးဆိုတော့အဲကိုရင်းနဲ့ပွဲမှာအများတွေးဖြစ်တယ်ပေါ့နော်တွေးဖြစ်တော့မနှမ်းနဲ့လည်းတခြင်းလေးလုတ်ဖြစ်တယ်ဆိုပြီးတော့ဒီမနှမ်းကိုဖိတ်ကြားခြင်းဖြစ်ပါတယ်ကျွန်တော်ကဟုတ်အခုနေ့ကအများတန်းစုံနေပွဲတိုင်းလိုလိုပဲပေါ့နော်ဟို၃၅ပွဲလောက်တောင်ရှိမယ်နော်ပွဲတောင်တောင်အဲ့ဒီအချိန်မှလည်းဟိုအချိန်တွေကလေတရက်နှစ်ရက်လည်းမဟုတ်ဘူးနော်ရေပေးလူတွေပါတယ်ဆိုရင်ကြာပြီပဲတပတ်ကျော်နော်အဲ့လိုမျိုးကြီးတွေဆိုတော့ခါကြာမောင်နှမတွေပဲတကယ်လို့နော် ချင်းကဒီခက်ဒီခက်မှုပေါ့နော်အခုမေးတဲ့အမတွေရောညီမတွေရောပေါ့ဒီတချင်းလေးနဲ့စီးမျောပြီးတော့အိမ်မှာလည်းကောက်ကောင်းနေပြီဆိုတော့တည်ရမှာပျော်နေပြီးတော့ဘူးတိုက်လေးပေါ့ဒီတချင်းလေးဒါတည်ရမှာဒီခက်လူငယ်လေးအတွက်ကိုကျွန်တော်ကအဓိကဦးစားပေးပြီးတော့ဒီသချင်းလေးကိုစူထားခြင်းဖြစ်ပါတယ်ဟုတ် ကပေါ့နော်ဟိုဒီတရုတ်ဆောင်ရမယ့် character ကိုရေးပေးတဲ့ပေါ့နော်ပါလေစာပို့လိုက်တဲ့အခါမှာဖတ်ကြည့်တော့လေဟောတချင်းလေးကိုလည်းနားထောင်ကြည့်လိုက်တော့ဟဲ့မစိုးဘူးအခုခစ်နေတော့လုံးဝအညီပဲလုံးဝကိုက်ညီတယ် အဲ့ခါကျတော့အကိုတော်မပြောနဲ့ကွာအရန်ညံကောင်းတယ်လို့သူခေနဲ့အညီတကယ်လောက်တက်တယ်တချင်းလေးကလေအားလုံးကြိုက်မယ်ပြီးတော့လဲဟိုတနေရာလေးမှာပေါ့နော်ဥမာဥမာတချင်းလေးတငယ်ချင်းတွေစုံကြပြီဆိုဒီတချင်းလေးတွေနဲ့ဆိုကြမယ်ဆိုအဲအဲ့လိုမျိုးပုံစံမျိုးလေးတောင်ဖြစ်သွားနိုင်တယ်တချင်းလေးကလေချန်ခဲ့တဲ့တချင်းလေးတွေတောင်ပေါ့နော်ဟုတ်ဟုတ်နှုတ်ကလေးလေးဆွဲတယ်စာသားလေးကလည်းလွယ်လွယ်လေးလုပ်ပြီးထားတယ်ပြီးလို့ရှိရင်ရေးပေးတဲ့တေးဆရာလည်းအဲဆိုးပေါ့နော်အဲကျွန်တော်ရဲ့ညီအကိုတွေပါပဲသူကရေးပေးထားတာပါဟုတ်အဲမျက်လုံးထဲမှာလေး အဲကောင်းနေပြီဆိုတော့လေမနှမ်းကြတော့အဲကောင်းနေပြီမှုနဲ့အပြည့်ပေါ်နိုင်တယ်လို့ပြောတော့ကောင်းနေတယ်မှာပါနေလို့မနှမ်းရဲ့အချိုးစစ်တွေအလုံးကကောင်းပြီးတော့ပြည့်စုံနေတဲ့ခါကျတော့ကျွန်တော်မျိုးလုံးထဲမှာအမြလုံးပိတ်လိုက်တဲ့အချိန်မှာမနှမ်းကိုပဲပြေးမြင်လိုက်တဲ့ခါကျတော့ဒီတခြင်းလေးကိုကျွန်တော်မနှမ်းကိုကန်လန်းဖြစ်တာပါဟုတ်ကိုကသူကပြောမယ်ဆိုလို့ရှိရင်မောင်နှမတွေကတကယ်ကမန်ရှင်ပြီလေနော်ဟိုဆုံလိုက်တဲ့ပွဲတိုင်းမှာလေထမင်းတူတူငတ်တယ် ရေတူတူငတ်တယ်နော်အဲ့လိုမျိုးတွေကြုံခဲ့ရတယ်အများအများနဲ့ရည်နေရတယ်နော်ဟုတ်တယ်ပြီးတော့လဲခွီးနေရတယ်စကားပြောလိုက်တိုင်းလေးစိတ်ဆင်းရဲတာမရှိဘလောက်စိတ်ညစ်ပြီးပူပြီးတော့ရွှေပြက်ပြက်ကြနေပါစေဦးနော်တယောက်နဲ့တယောက်အပြုံးမပြတ်ဘူးရည်နေရတာလေးနော်အဲ့လိုမျိုးပျော့ပျော့ရှင်းရှင်းနဲ့ဟုတ်တယ်ပျော့ပျော့ရှင်းရှင်းနဲ့အဲ့လိုမျိုးစုံခဲ့ကြတာဆိုတော့အဲ့ဒီတော့ခါကျတော့အခုတချင်းလေးထဲမှာသူကအနန်းရဲ့ဒီချင်းလေးတော့အနန်းနဲ့လိုက်မယ်ထင်တယ်အဲ့ဒါအနန်းလေးတိရောက်ဆောင်ပေးနိုင်မလားဆိုတော့ခါကျတော့အမေချိုးပြောထားတာနော်ချိုးပြောထားတာကြပြီအခုဒီတချင်းကိုနှစ်လကျော်ပြီနော်နှစ်လကျော်ပြီဟုတ် အတိုင်းထက်အလွန်ပေါ့ကျွန်တော်ကြိုက်ပြီးသားဆိုရယ်နော်မန္နန်ကိုပြောထားပြီးသားမန္နန်နဲ့ဒါကတော့လောကဟိုတခြား character နဲ့ဆိုရင်တော့ဝင်ကျင်မအောင်အတက်ဝင်ပါလေဒါကြောင့်မန္နန်အနေနဲ့အဲဒီဒီဟိုဘယ်လိုပြောမလဲဒီ club မှုတွေမှာလည်းမန္နန်ဘက်ကနေပြီးတော့ intact အားတိုက်လေးနဲ့သူ့ရဲ့ဟိုဟိုဘယ်လိုကိုခန္ဓာအချိုးစစ်လေးတွေပေါ့နော်လှပမှုလေးနဲ့ဒီတခြားနဲ့ပေါင်းဆက်လိုက်တဲ့ခါကျတော့လောကထွက်လာမှာဆိုအမိုက်ဆက်ဖြစ်တော့ဟိုဘာမှမလုပ်ဘဲနဲ့ဟိုမြေယိုရင်းကို ေါ်နေတာဆိုတော့အဲ့လိုမျိုးအရှိအရှိတိုင်းဖြစ်နေတာအဲ့လိုဖြစ်နေတာတော်တော်လိုက်တယ်ဘောနော်အခုတချို့ပါရမီထူးတယ်ပေါ့နော်သူများတဲ့ကိုယ်စိုးရှင်မှာစ조사ရတယ်နော်ဟိုအမားတို့စ조사မှာကိုယ်စိုး조사မနှမ်းချ조사ဆံမလို့အော်တိုအော်တိုပါဝါဖူးဖြစ်နေအဲ့အဲ့လိုအခုအခုတို့ပြောသလိုပဲပေါ့ဗာလေးဖြစ်ဖြစ်နန်းကိုပဲမြင်လိုက်တယ်ဆိုသလိုလိုကိုလေးတစ်ခုပြင်းအဲ့လိုထွက်မှလေးတစ်ခုပေါ်နေမှာဆိုမနှမ်းချအောင်အဲ့လိုမျိုးဟိုကိုကိုကို brand ပေါ့နော်ဒါ brand လေးတိဆောက်ထားတာပေါ့အဲ 30ကျော်လေး30ကျော်လောက်ရှိမှာဟုတ်30ကျော်40မှာလောက်ရှိမှာတရှိကလည်းရှိရကျော် music လည်းရှိတယ်အာအနုပညာမောင်မားတွေကိုလည်းကျွန်တော်အားဖြည့်ထားဖြည့်တော့ကြောင်းမလို့အဲဒီသူရဲ့အနုပညာကြီးလေးကိုကျွန်တော်အစဉ်ပြောင်းကျွန်တော်ပေးထားပါတယ်ဟုတ်အဲ့ဒါကြောင့်ဟုတ်နေရာတွေ၃နာလဲနိုင်နေတယ်နော်နိုင်နေတယ်ဟုတ်တယ်နိုင်နေတယ်ဘာလို့ဒီမှာ music sport မှာကျွန်တော်ရိုက်တဲ့ဆာကျွန်တော်တို့ရဲ့ဂျာကြီးကလည်းကျွန်တော်ကိုအဲတရောက်တတရားနေကိုညီပံပိုးရတဲ့အတွက်ဒီညာလေးကျွန်တော်ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဂျာကြီးကိုလည်းဒီကျွန်တော်တို့ကိုလည်းဆက်လက်ပြီးတော့ကိုညီပေးပါအောင်လို့နောက်ဒီသချင်းလေးကခုနပြောသလိုပေါ့အဲဒီ match လာမကုန်ခင်မှာ တော့ကျွန်တော်ထွက်ပြင်းမယ်ကျွန်တော်မီဒီယာလေးကိုလည်းအပ်ပါတယ်မီဒီယာလေးတွေနဲ့ဟိုတုတ်ရှားမှုလေးတွေတခုမှုလေးပေါ့နော်အကူညီပြီးတော့ထောက်ပံ့ပြီးတော့အားဖြည့်ပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ဟုတ်ရဲ့ပုံစံလေးကသူကဒီတိုင်းရင်းသားဖတ်သွားတယ်အခုတကယ်ကြည့်မယ်ဆိုရုပ်တရက်ဆိုအခုဆိုဒါတေးဝင်းသားထိုင်ဝင်းမင်းသားပဲเนาะအဲ့လိုမျိုးဒီဇိုင်းလေးဆိုအခုရဲ့ဒီတခြင်းလေးကလည်းအဲဒါအခုအခုလက်ရှိလူငယ်တွေစိတ်ထွက်ပေါက်ရတဲ့တခြင်းလေးပေါ့ပျော်စီတဲ့တခြင်းလေးမြူးစီတဲ့တခြင်းလေးအဲအဲ့ဒါလေးနဲ့ဟိုမှာနန်းနဲ့ပေါ့เนาะ ပေါင်းဆက်ထားရဲဆိုတော့လေတကယ်ကိုကောင်းပါလားကျွန်တော်တချင်းလေးရဟိုကောင်းနေပြီဆိုရှင်မန်နဲ့တွဲနေရမှာဆိုရဲအဲ့လို logo လေးကိုကျွန်တော်က trade back နေနဲ့ကျွန်တော်ယူလိုက်ရတဲ့ဘောဖြစ်တယ်ဟုတ်အရှိတယ်ဘာလဲဆိုလို့ရှင်ကျွန်တော်ကအရင်ဆိုတာအသေးခွဲတချင်းလေးဆိုတာလေးများတယ်အဲဒီတချင်းကလုံးဝမဆိုဘူးအဲ့တချင်းဆရာလည်းအကူဆိုကြည့်ပါ brother ဆိုကြည့်ပါဆိုချရဆိုချချရပါတော့အဲကိုလည်းမျိုးစေ့တိုက်မျိုးစုံပေါ့ အဲအခုထွက်လာရင်တော့လည်းတွေ့ရမှာပါဒီဇိုင်းမျိုးစုံနဲ့ပေါ့နော်အဲတကြံမတိုင်ခင်ထွက်လာဖြစ်တော့တကြံမတကြံမှာလည်းဒီတချင်းလေးကအသုံးတက်မယ်လို့ထင်ပါတယ်အားလုံးကလည်းမျိုးစစ်တိုက်လေးကလည်းစီးမျောနိုင်အောင်ပေါ့ကျွန်တော်စူးစမ်းထားပါတယ်လို့ဟုတ်ကဲ့အခုဆန်နေရလဲနေပြီးတော့ဆိုတအားများอ่ะเนาะနေပြီးတော့มาဆိုတော့အဲတော့မီကျော်ဆိုလို့ရှင်អော်ရာဟိုတချင်းလေးတောင်းဆိုတာလေဟာလေဟိုဟာလေညီမလေးရှင်ပြားချမ်းပါအဲအဲ့ဒါလေးအဲ့တပုတ်ဆိုအမြဲတမ်းអော်ရာအခုတော့မီကျော်ဆိုတာနဲ့အဲ့တပုတ်တောင်းပြီဟုတ်ဟုတ်အဲ့လိုအခုလဲဒါချစ်တဲ့လူတွေများတယ်เนาะဟုတ်ကဲ့ပါအမ်မ လိုဒီမလိုဒီကတော့ထွက်ပါပဲပြောပြတော့မယ် music arrange ကကြတော့ရှိရင်ကျွန်တော်တို့အာဒေါက်တာ B ပေါ့ဒေါက်တာ B မှာကျွန်တော်တို့ကဟို recording တွင်ထားတယ် mixing ကိုလည်းဒေါက်တာ B ကဆရာပဲ mixing ခိုင်ပေးထားတယ်အာ music ကိုကြတော့ကျွန်တော်တို့ဒီဆိုးအဖွဲရပေါ့နော် ဆိုးအဖွဲရနေပြီးတော့ကျွန်တော်တို့ဟိုစာပေါ့အာသူကနေပြီးတော့သူကတီးထားပေးတာပေါ့နော်ဟုတ် တို့မျိုးဆိုးဆိုမျိုးစစ်အဖွဲလေးအရင်ကရှိခဲ့လေအဲ့အဖွဲကဘရာသားတယောက်နေပေါ့တီးပေးထားတာပါဟုတ်ပြောတယ်ပြီးတော့ဟိုအခုအမှုပညာမောင်နှမကြီးလည်းဖြစ်တယ်ပြီးတော့အကိုနဲ့ကလည်းဒါမောင်နှမကြီးလိုယဉ်နီးထားတဲ့ခါကျတော့အထွေထူးကြီးတိုင်းတယောက်နဲ့တယောက်ပြောစရာမရှိဘူးအကိုကလည်းဒါ free type ပဲလေနော်အဲ့ခါကျတော့ပျော်ပျော်ရှင်ရှင်နဲ့ပဲတရုပ်ဆောင်ရတယ်ဘာမှဖိအားမရှိဘူးအဲ့အတွက်ကြောင့်မလို့ပေါ့နော်ပျော်ရှင်တယ်ပြီးတော့ခါကျတော့ အဲတချင်းလေးကလည်းကောင်းနေပြီဆိုတော့နန်းကလည်းစိတ်ဝင်စားတဲ့အရာမှနန်းအလုပ်ကိုလက်ခံတာအကိုရဲ့တချင်းလေးကအကိုလူငယ်တဲ့နှစ်လတည်းကလည်းပြီးနားထောင်ထားတယ်ပေါ့နော်အဲ့ခါကျတော့ဒီအခုခေတ်ခါနဲ့လူငယ်တွေအားလုံးပျော်စီမဲ့တချင်းလေးဖြစ်တဲ့အတွက်နန်းလည်းပါဝင်တရုပ်ဆောင်လိုက်တာဟုတ်နန်းဟုတ်လားနန်းအမှုပညာကြီးကအကိုအများကြီးပြီးရနော်စုတွေလည်းခြားတယ်ဟုတ်ဟုတ်အဲဟို chorus ကကြောက်ကျွန်တော်ကောင်းကောင်းနေပြီလို့ပဲဦးစားပေးထားတာလေနော်အဲ့ကြောင့်ဟုတ်တယ်အဲ့ဒါအဲ့ဒါလေးတော့များတယ်နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကောင်းကောင်းနေပြီငါကောင်းနေပြီကောင်းနေပြီ ငါကောင်းနေပြီအဲအဲ့လိုကောင်းနေပြီငါကောင်းနေပြီကောင်းနေပြီငါကောင်းနေပြီသူကကျတော့ဒီတချင်းမှာကျတော့ဒီသူ့ရဲ့ music ပိုင်းမှာပဲပါတဲ့ခါကျတော့လေဒီတချင်းလေးကိုအားလုံးကသိရင်လည်းကောင်းနေပြီနဲ့ပဲသိကြမှာလေအားကြောင့်မလို့ပါဟုတ်ဟုတ်အမွေပေါ့နော်အဓိကတော့ကောင်းနေပြီပဲကောင်းနေပြီပဲဟုတ် thank you